နိုင်ငံဝန်ထမ်းတွေနဲ့တမရော်ကြီးရေလေဝန်ထမ်းတွေကိုလက်ရှိထောက်ပံ့နေတဲ့အပိုထောက်ပံ့ခြင်းကျပ်6000အပြင်ထပ်မံပြီးငွေကျပ်3000ကိုအပိုထောက်ပံ့ခြင်းအဖြစ်လစဉ်ခန်းစားခွင့်ပြုလိုက်ကြောင်းဗန်ဒိုင်းနဲ့ခွန်ဝင်ကြီးဌာနကစက်တမ30ရက်ကထုတ်ပြန်ပါတယ်။နိုင်ငံတော်တွင်နိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်လျက်ရှိတဲ့ဝန်ထမ်းတွေနဲ့တမရော်ကြီးရေလေဝန်ထမ်းတွေကိုအပိုထောက်ပံ့ခြင်းအဖြစ်တဦးကိုတစ်လငွေကျပ်3000ကို2023ခုနှစ်အောက်တိုဘာလကစတင်ပြီးပထမအကြိမ်ဖြစ်လကောင်း 2024ခုနှစ်ဩဂုတ်လကစတင်ပြီးဒုတိယအကြိမ်အဖြစ်၎င်းနောက်ဆက်ခန်းစားခွင့်ပြုခဲ့ကြောင်းအခွက်ခါလက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ခြင်းငွေကျပ်6000အပြင်ထပ်မံမီငွေကျပ်3000ကိုအပိုထောက်ပံ့ခြင်းအဖြစ်နောက်ဆက်ခန်းစားခွင့်ပြုလိုက်ကြောင်းဖန်တားရေးနဲ့အခွန်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။နိုင်ငံတော်အတွင်းနိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်လျက်ရှိတဲ့ဝန်ထမ်းတွေနဲ့တက်မတော်ကြီးရေလေဝန်ထမ်းတွေကိုအပိုထောက်ပံ့ခြင်းထုတ်ပေးရမှာအငိမ့်စားယူဖို့ကြိုတင်ပြင်ဆင်ခွင့်လေးလအတွက်နဲ့ လစာပြည့်ဒါမှမဟုတ်လစာဝက်အစားရှိတဲ့လစာငွေရရှိတဲ့တခြားခွင့်ခံစားနေတဲ့ကာလအတွင်းအပိုထောက်ပံ့ခြင်းကိုခံစားခွင့်ရှိကြောင်းပညာသင်ကြားခွင့်နဲ့နိုင်ငံခြားတိုင်းပြည်တွေကိုဆီလွချင်းခံရတဲ့ဝန်ထမ်းတွေနဲ့ပညာသင်ခွင့်စီကံချက်တွေနဲ့နိုင်ငံသားကိုတွားရောက်ပညာသင်ကြားနေကြတဲ့ဝန်ထမ်းတွေဟာအခုလိုတွားရောက်နေတဲ့ကာလအတွင်းအပိုထောက်ပံ့ကြီးကိုခံစားခွင့်မရှိကြောင်း တာဝန်ထမ်းဆောင်ရမှာလိုအပ်တဲ့အရေးချင်းပြည်စုံမှုအတွက်ပြည်တွင်တက်ကတော်ကောလိပ်သိပ်ပံတစ်ခုခုမှာ၎င်းစက်မှုစိုက်ပျိုးနဲ့သမွေးပညာဆိုင်ရာသိပ်ပံသို့မဟုတ်အထက်တန်းကျောင်းတစ်ခုခုမှာ၎င်းပညာသင်ခွင့်စည်းကမ်းချက်တွေနဲ့တက်ရောက်ပညာသင်ကြား권ရရှိတဲ့ဝန်ထမ်းတွေကိုပညာသင်ခွင့်ကာလအတွင်းအပိုထောက်ပံ့ခြင်းကိုခန်းစား권ပြုရမည်ဖြစ်ကြောင်းရရုမခိတခြားထားခြင်းခံရသောဝန်ထမ်းတွေကိုတည်စေဤဥပဒေတွေအရနေထိုင်စားတောက်မှုစည်းရိတ်ကိုထုတ်ပေးထားစဉ်ကာလအတွင်းအပိုထောက်ပံ့ခြင်းကိုခန်းစား권ပြုရမှာဖြစ်ကြောင်း ပုံသေးလစာရရှိတဲ့ဝန်ထမ်းတွေဟာလည်းအပေါ်ထောက်ပံ့ကြေးကိုလစဉ်ခန်းစား권ရရှိမှာဖြစ်ကြောင်းဖန်တာရီနဲ့ခွန်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။အစိုးရဌာနတွေနဲ့အဖွဲ့အစည်းတွေမှာရှိတဲ့နေသားဝန်ထမ်းတွေနဲ့နေသားအလုပ်သမားတွေရဲ့လောက်ခကိုအလုပ်ချိန်တစ်နေ့၈နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့လောက်ခငွေကျပ်၄၈၀၀အပေါ်မှာအပိုထောက်ပံ့ခြင်းငွေကျပ်တထောင်ကို2023ခုနှစ်အောက်တိုဘာလကစတင်ပြီးပထမအကြိမ်ဖြစ်၎င်းထပ်မံပြီးငွေကျပ်တထောင်ကို2024ခုနှစ်ဩဂုတ်လကစတင်ပြီးဒုတိယအကြိမ်ဖြစ်၎င်းလစဉ်ခန်းစားခွင့်ပြုခဲ့ကြောင်း အခုအခါလက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ကြေးငွေကျပ်2000အပြင်ထပ်မံမီငွေကျပ်1000ကိုအပိုထောက်ပံ့ကြေးအဖြစ်ခန်းစားခွင့်ပြုဖို့ဖြစ်တာကြောင့်နေစားအလုပ်သမားတွေကိုနေ့စဉ်လောက်ခငွေကျပ်9800ကိုခွင့်ပြုဖို့ဖြစ်ကြောင်းဗန်နိုင်းနဲ့အခွန်ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လုပ်ငန်းစာချုပ်စတဲ့ဆောင်ရွက်ပေးစီတဲ့လုပ်ငန်းပမာဏသို့မဟုတ်အရေအတွက်ကိုလိုက်ပြီးအခကျင်းဝင်ရရှိတဲ့ဝန်ထမ်းတွေနဲ့အလုပ်သမားတွေအချိန်ပိုင်းသာဆောင်ရွက်ရတဲ့ဝန်ထမ်းတွေဟာအပိုထောက်ပံ့ကြေးကိုခံစားခွင့်မရှိကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ နိုင်ငံတော်တွင်းမီတင်းနေထိုင်ကြတဲ့အငိမ့်စားဝန်ထမ်းတွေတမတော်အငိမ့်စားဝန်ထမ်းတွေအပါအဝင်အပိုထောက်ပံ့ခြင်းအဖြစ်တအူးကိုတလငွေကျပ်3000ကို2024ခုနှစ်ဩဂုတ်လကစတင်ပြီးပထမအကြိမ်အဖြစ်လစဉ်ခန်းစားခွင့်ပြုခဲ့ကြောင်းအခုခါလက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ခြင်းငွေကျပ်3000အပြင်ထပ်မံမီငွေကျပ်3000ကိုအပိုထောက်ပံ့ခြင်းအဖြစ်လစဉ်ခန်းစားခွင့်ပြုကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အငိမ့်စားဝန်ထမ်းတွေကိုအပိုထောက်ပံ့ခြင်းခန်းစားခွင့်ပြုရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတွင်းမီတင်းနေထိုင်ကြသည့်အငြိမ်းစားဝန်ထမ်းတွေကိုသာအပေါ်ထောက်ပံ့ခြင်းကိုခန်းစား권ပြုဖို့ဖြစ်ပြီးနိုင်ငံသားတိုင်းပြည်တွေမှာယာယီဖြစ်စေအမြင့်မ်းဖြစ်စေသွားရောက်နေထိုင်ကြသူတွေကိုနိုင်ငံသားမှာသွားရောက်နေစဉ်အတွင်းအပေါ်ထောက်ပံ့ခြင်းကိုခန်းစား권ပြုမှာမဟုတ်ကြောင်းပင်စင်လားစာတစ်ခုတည်းပို့ပြီးရရှိနေတဲ့အငိမ့်စားဝန်ထမ်းတွေအတွက်အခုလိုရရှိနေတဲ့ပင်စင်လားစာအားလုံးရဲ့စုစုပေါင်းအပေါ်မှာအပိုထောက်ပံ့ခြင်းကိုခန်းဆောင်ခွင့်ပြုဖို့ဖြစ်ကြောင်း မိသားစုပင်စင်နဲ့ပတ်သက်ပြီးအကျိုးခံစား권ရှိသူအားလုံးဥပမာကွယ်လွန်သူဝန်ထမ်းဤဇနီးသားသမီးများအားလုံးခံစားရရှိနေသည့်ပင်စင်ဝင်စုစုပေါင်းအပေါ်မှာအပေါ်ထောက်ပံ့ခြင်းကိုခံစား권ပြုဖို့နဲ့အစိုးရအပေါ်ထောက်ပံ့ခြင်းကိုတချိန်သတ်မှတ်ပြီးဖြစ်ပါကတဦးတယောက်ရဲ့ခံစား권ရစဲသွားတဲ့အခါအပေါ်ထောက်ပံ့ခြင်းကိုထပ်မံပြင်ဆင်သတ်မှတ်ဖို့မလိုကြောင်း အခုခွင့်ပြုတဲ့အပေါ်ထောက်ပံ့ခြင်းကိုတလုံးနဲ့ပင်စင်အဖြစ်လဲလှယ်ခွင့်မရှိကြောင်းပင်စင်နဲ့လုံသက်စုငွေတွေကိုလက်ရှိပြဋ္ဌာန်းထားတဲ့စင်းမြင့်တွေအတိုင်းပဲဆက်လက်ခန်းဆောင်ခွင့်ပြုရမှာဖြစ်ကြောင်းအရင်စီမံကိန်းနဲ့ဗန္ဓာယီဝင်ကြီးဌာနရဲ့2024ခုနှစ်ဩဂုတ်လ15ရက်ရက်စွဲပါစအမှတ်စပမြင်းဆောင်ဗန္ဓာနှစ်မြင်းဆောင်နှစ်မြင်းဆောင်3139 3904မြင်ဆောင်2024နဲ့ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်အပိုင်း2ပါအချက်တွေကိုလိုင်းနာဆောင်ရွက်ရမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ TMA ဟာ2025ခုနှစ်အောက်တိုဘာ1ရက်ကစပြီးအတည်ဖြစ်တာကြောင့်နိုင်ငံဝန်ထမ်းတွေနဲ့အငြိမ်းစားဝန်ထမ်းတွေကို2025ခုနှစ်အောက်တိုဘာလအတွက်ပေးဖို့ရှိတဲ့လစာလောက်ခပင်စင်လစာနဲ့အတူအပေါ်ထောက်ပံ့ကြေးကိုထုတ်ပေးနိုင်အောင်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်းဖန်နာရေးနဲ့အခွန်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။